လာပါကျွန်တော်တို့ပြည်တော်စုဖောက်နဲ့အိတ်ဆဲတွေမိုက်ခရိုဆော့ဝဲတွေမှာ လေရစ်ပါတဲ့ထပ်ဝင်ပဲရေးတဲ့နည်းလေးကိုမျှဝေပေးခြင်းပါတယ်ကျွန်တော်တို့ဒီလိုမျိုးအိတ်ဆဲတွေမှာပြီးရင်နောက်တစ်ခုကမိုက်ခရိုဆော့ဝဲတွေမှာပေါ့နော်ဒီလိုမျိုးလေရစ်ပါတဲ့ထပ်ဝင်ပဲရေးတဲ့နည်းလေးကိုမျှဝေပေးခြင်းပါတယ်ပုံမှန်ကျွန်တော်တို့ကဒီဟာလေးနဲ့ရေးတယ်ဆိုရင်ဒါလေရစ်မပါဘူးနော်အဲ့တော့ကျွန်တော်ဥက္ကဋ္ဌတို့ပဋ္ဌာန်းတို့ဒါရေးမယ်ဆိုရင်ဒီလိုမျိုးလေရစ်မပါပါဘူး တော့ဒီမှာ keyboard မှာဆိုရင်လည်းဒီဟာလေးပဲရှိပါနော်အဲ့တော့လည်ရစ်ပါတဲ့ဒီလိုမျိုးထောက်ဝင်ပေးလေးကိုဘယ်လိုမျိုးရေးရမလဲဆိုရင်ကျွန်တော်လည်းအခုဗီဒီယိုလေးကိုအဆုံးထိ like ကြည့်ပေးပါနော်โอเคတော့ပြင်ဆုံးအနေနဲ့ကျွန်တော်တို့ဒီမှာပြည်တော်စုဖောင့်ပြောင်းလိုက်ပါမယ် keyboard ကနေ select မှတ်ပါ control ရေး select မှတ်ပြီးတော့ဒီနေရာလေးမှာပြည်တော်စုပြောင်းပါโอเคပြောင်းပြီးသားရေးဆိုလို့ရှိရင်ကျွန်တော်တို့ကအင်္ဂလိပ်မြန်မာပြောင်းပြောင်းဖို့အတွက် key match software လေးဖွင့်ပါမယ်ဒီမှာဆိုရင် ရေးကြည့်လိုက်မယ်ဒါအင်္ဂလိပ်ဖောင်ပေါ့နော်ကွန်ထရိုးရဲ့ရှေ့ကနေပါဒါဆိုရင်မြန်မာဖောင်ဖြစ်သွားပါပြီဟုတ်ကဲ့တော့ဒီနေရာမှာရေးကြည့်မယ်ရင်ဆုံးနေနဲ့ဥက္ကဋ္ဌဆိုတဲ့စကားစုလေးကိုကျွန်တော်ရေးပြပါမယ်ဒီအထီးတော့ရေးတတ်သေးတယ်အဲ့ပြီးရင်ကျွန်တော်တို့ကဒီထဝင်ပဲလေးကိုနှိပ်လိုက်တယ်ဆိုရင်အဲ့ဒီမှာရှိတဲ့ဒါလေးကိုနှိပ်လိုက်ရမယ်ဆိုရင်ကျွန်တော်တို့ကမရသေးဘူးပေါ့နော်သူ့ကိုနှစ်နှိပ်ကြည့်မယ်ရှင်းနေတွဲနေရဒီလိုမျိုးလေးတွေ့ရမှာဖြစ်ပါတယ်အဲ့ဒီအရကိုကျွန်တော်တို့ဒီလိုမျိုးလေရင်းနဲ့ပါခြင်းနဲ့ဆိုရင် ဘယ်လိုမျိုးရေးရလဲဆိုရင်အဲကျွန်တော်ဒီမှာပြပါမယ်ရင်စုံနေနဲ့ကျွန်တော်တို့ဒီ shift key နဲ့ဒီ shift key နဲ့တတလင်းချင်းတွေကိုတွဲပြီးတော့နှိပ်ပြရမှာဖြစ်ပါတယ်အဲ့တော့ဒီနေရာလေးမှာ shift ကတတလင်းချင်းကနှိပ်ပါနှိပ်ပြီးသွားပြီဆိုလို့ချင်း keyboard ကနေ shift key ရဲ့ app ကနှိပ်ပါ နော်အဲပြပါမယ်ဒီမှာရှိပါတယ်ဒီ shift key နဲ့ဒီ f key နဲ့နှိပ်ပါနော်ဒီ shift key နဲ့ f နဲ့ကိုတွဲနှိပ်ပါဒီနေရာလေးမှာ shift က f ကတွဲနှိပ်ပါအ โอเคပြီးသွားပြီဆိုလို့ရှိရင်အစောနာကျွန်တော်ပြောခဲ့တယ်ဒီအိတ်မှာရှိတဲ့ဒီထပ်ဝင်ပဲလေးကိုနှိမ့်နှိမ့်ပေးလိုက်ပါเนาะဒါဆိုလို့ရှိရင်ကျွန်တော်တို့ထပ်ဝင်ပဲမှာလေရင်းတဲ့ပုံစံလေးရှာသားมาဖြစ်ပါတယ်ဒီပထန်းလိုဘာလို့ရေးမယ်ဆိုရင်ဒီပုံစံတိုင်းရေးရမှာဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော် Microsoft Word မှာတုံးပြပါမယ် Microsoft Word မှာဆိုရင်လည်းကျွန်တော်တို့ကဒီအထိယာရာသီးတယ်ဒီမှာပြည်တော်စုပြောင်းပါပြောင်းပြီးတော့ Shift F ဥက္ကဋ္ဌပါเนาะ ဒီကောင်လေးကိုတန်းပြီးတော့မရေပါဘူးဒီလိုမျိုးတွေ့ရမှာဖြစ်ပါတယ်အဲတော့ကျွန်တော်တို့အရင်ဆုံးအစောကကျွန်တော်ပြောခဲ့တဲ့ပုံစံတိုင်း keyboard ကလည်း shift ကဲ tardling ကြိတ်ကဲနှိပ်ပါပြီးတော့ရင် shift ကဲ up ကဲနှိပ်ပါပြီးတော့ရင် shift ကဲထပ်ဝင်ပဲနှိပ်ပြလိုက်ပါဒါဆိုရင်ထပ်ဝင်ပဲလက်ရည်လေးနဲ့ကောင်ဒီစာလေးကိုရေးလို့ရတာမှာဖြစ်ပါတယ်အဲတော့ကျွန်တော်ဒီနေ့သင်ခန်းစာလေးကတော့ macro software excel တွေမှာ ထဝယ်ပဲကိုပြည်တော်စုဖောက်နဲ့လေရစ်ပါတဲ့ပုံစံရေးတဲ့နေကိုမျက်ဝေပေးခရဖြစ်ပါတယ်ဒီသင်ခန်းစာလေးကိုလည်းရှာမယ်လို့ထင်ပါတယ်အားလုံးစင်နေကြပါစေခင်ဗျာ